်ချစ်စဲဝင်ကန်းတွေတယုံဆောင်တဲ့အချိန်ဆိုရင်မိခင်ဖြစ်သူကိုရိုက်ကွင်ရနေရှောင်ခိုင်းတဲ့ဒဲစုငိန် Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ခြေသေးပြန်လည်ပြီးတော့ကြိုဆိုပါရစေရှင်ဒဲစုငိန်ကအလမဲတယောက်နေနဲ့ပွဲဥထွက်ခဲ့ပေမဲ့အခုလက်ရှိမှာတော့ ကံလေစမ်းနေကြောင်းမင်းသမီးတယောက်ဖြစ်လို့နေပါပြီ။ဘယ်တက်သစ္စာမင်းသမီးတွေမှမရရှိဘူးတဲ့အခွင့်အရေးမျိုးတွေကိုရရှိပြီးတော့ချက်ချင်းဆိုသလိုမင်းသမီးဖြစ်လာခဲ့တာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးကမ်းလှမ်းခံထားရတာဖြစ်ပြီးတော့လက်ရှိမှာသုံးကားတိတိရိုက်ကူးလို့နေပါတယ်။ဒဲဆူငင်းကသရုပ်ဆောင်အလုပ်ကိုအရင်ကတခါမှလည်းမလုပ်ဘူးတာမို့အခုလက်ရှိမှာတော့အရာရာကအသစ်အသစ်တွေဖြစ်နေပါတယ်။ရုပ်ရှင်ရိုက်ပြီးဆိုရင်ရိုက်ကွင်းပေါ်မှာ မင်းသားတွေနဲ့ချစ်ခင်ပြသလိုအချစ်ဆက်ဝင်ကန်းတွေလည်းရရပါတယ်ဒီလိုဆက်ဝင်ကန်းတွေကအသက်18နှစ်ကျော်သာရှိသေးတဲ့တိန်းစုငင်းလို့၁၀ကျော်တက်လေးအထွက်ကတော့ရှင်ခုန်စိတ်လို့ရှားစရာဖြစ်လို့နေတာပါလက်ရှိမှာရိုက်ကူးနေတဲ့မမေးအချစ်ဦးရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်း ဒိဆုငင်းရဟမိခင်ဖြစ်သူရဲ့အချစ်ဦးကိုမှရူရူမူမူချစ်ပြားတဲ့ဇန်ဝင်ကမ်းမျိုးကိုတရုတ်ဆောင်လာပါတယ်ရှူတင်ရိုက်ပြီးဆိုရင်တော့ဒိဆုငင်းတယောက်တည်းသွားတာမဟုတ်ပဲဒိဆုငင်းရဲ့မိခင်ဖြစ်သူကအမြဲတမ်းနောက်ကနေလိုက်ပေးနေတာပါဒိဆုငင်းရဟအသက်လေးငယ်သေးတာမို့မိခင်ဖြစ်သူကနောက်ကနေလိုက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်နေတာပါလူတွေအများကြီးနဲ့ထိတွေ့ဆက်ဆံရတဲ့အချိန်မှာသမီးဖြစ်သူကိုစိတ်မချတာကြောင့်ဖြစ်ပါတယ်ပွဲတက်ဆိုလဲနောက်ကနေတကောက်ကောက်လိုက်ပေးနေတတ်တာပါအခုလိုရှူတင်မှာမိခင်ဖြစ်သူပါတာက ဒဲစုငင်းအတွက်စိတ်နှောက်ရှက်ဖြစ်ရတာမျိုးတွေလည်းရှိပါတယ်။ဒဲစုငင်းရဲ့မိခင်ဖြစ်သူကဇက်ဝင်ကန်းဒီမှာ တရုတ်ဆောင်တဲ့အချိန်ဆိုရင်လည်းတေချာလိုက်ပြီးတော့ကြည်နေတတ်တာပါ။ဒါကြောင့်မို့အချစ်ဇက်ဝင်ကန်းဒီကိုတရုတ်ဆောင်တဲ့အချိန်မှာဒဲစုငင်းကမိခင်ရှိမှအိုင်တမ်မလုပ်ရဲပဲဖြစ်နေပါတယ်။ မင်းသားကိုချစ်ပြရပြီးတော့ဖက်နေတဲ့ဇဝင်ကမျိုးတွေဆိုရင် မိခင်ကြည့်နေရင်ရှက်တာကြောင့်ပါမိခင်ရှိမှမချစ်ရတဲ့အတွက်အမြဲတမ်းအခက်တွေ့နေတာပါအဲဒီလိုအချိန်မျိုးဆိုဒဲစုငိမ့်ကစက်ကားရိုက်ဖို့မှုထဲလို့လည်းမရတော့ပါဘူး။ဒါကြောင့်မို့ဒဲစုငိမ့်ကမိခင်ဖြစ်သူကိုရိုက်ကွင်းရနေရှောင်ခိုင်းရတာမျိုးတွေရှိပါတယ်။အချစ်ဇဝင်ကနေရိုက်ချောမယ်ဆိုရင် မိခင်ဖြစ်သူကိုရိုက်ကွင်းရနေခဏရှောင်ပေးပါလို့တောင်းဆိုရတာပါ။မိခင်ဖြစ်သူမရှိမှသာဒီမအနေနဲ့အချစ်ဆက်ဝင်ကန်းတွေကိုစိတ်ဖြောင်းဖြောင်းနဲ့တရုပ်ဆောင်နိုင်တာဖြစ် ်ပါတယ်။ခုချိန်ထိလည်းရေစားတရောက်တောင်မထားဘူးသေးတဲ့အတွက်အခြေအချက်ရမှာအတွေ့အကြုံမရှိသူလေးဖြစ်ပါတယ်။ဒေသူငယ်ကအနုပညာအလုပ်ကိုလုပ်နေပေမဲ့လည်းမိဘတွေရဲ့အုတ်ထိန်မှုအောက်မှာသာလှုပ်ကင်နေတာပါ။ဒါအပြင်တချို့တွေကဒေသူငယ်ကထွက်လည်နေတဲ့နေရာထဲအမြဲတမ်းတွေ့နေရတာဆိုပြီးတော့ဝေဖန်ကြပါတယ်။တကယ်တမ်းမှာတော့မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူက အမြဲတမ်းလိုလိုပါနေတတ်တာပါ။ဒဲဆုညင်ရဲ့မိဘတွေကကင်မရာရှေ့ကိုမဝင်တာကြောင့်မသိကြတာဖြစ်ပါတယ်။ဒဲဆုညင်ကအသက်ငယ်ငယ်နဲ့အမှုပညာအလုပ်တွေကိုအများကြီးလုပ်နိုင်သမျှကိုလည်းမိဘတွေသာအကုန်ပြန့်အပ်တာပါ။ဒါအပြင်ဒဲဆုညင်ကတရုတ်ဆောင်ပိုင်းမှာလည်းအရေးချင်းရှိသူအဖြစ်အသိအမှတ်ပြုခံနေရတာဖြစ်ပါတယ်။ ုံတင်ပြတော့တဲ့အချိန်ကျရင်အကယ်ဒမီတန်းဝင် စကားတင် ဖြစ်လာမယ်လို့တောင်ခံမှန်းနေကြတာဖြစ်ပါတယ်။အခြေစံဝင်ကန်ဒီကိုမိခင်ဖြစ်သူရှိမှတရုတ်မဆောင်ရဲတဲ့တိုင်းစုငိအပေါ်ဘရိတ်တူရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းဘရိတ်တူရောက်ချင်းစီရန်ကိုအထူးပဲကျေးဇူးတင်ပါတယ်။ Global Media News Page ကနေပြီးတော့နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါရစေရှင်။